ဒီဖြစ်ပျက်လေးကိုကြုံတဲ့အချိန်ကကျွန်တော်ရဲ့အသက်က19နှစ်လူပြိုအရွယ်ပေါ့ကျုပ်ကကြောင်းပြီးတဲ့အထီးတော့မတက်နိုင်ပါဘူးမိသားစုကလည်းဆင်းရဲတယ်လေရတဲ့အလုပ်ကိုဝင်လုံးပြီးမိဘကူခဲ့ရတယ်တစ်နှစ်မှာတော့လဲပိုင်ရှင်ဥခင်မောင်စီမှာဇဗာတင်250နဲ့လဲအကူဖြစ်ကိုလုပ်ခဲ့တယ်ကျွဲရီနဲ့ပဲထုံရဲရတာဆိုတော့ပင်မနာတော့မပြောပါနဲ့ဗျာဒါပေမဲ့လည်းဝမ်းရည်အတွက်ပဲပင်မနာကိုမိထားရတယ်စလုပ်တဲ့နေ့ညဉ့်ဦးရံမှာပဲရုံရုံ ရေထဲသွားတဲ့အတန်လေးပုတ်ပုတ်လက်ကသင်းဆဲတဲ့အတန်မျိုးတွေစတဲ့အတန်တွေကိုတော့ကြားရတယ်။ဒါပေမဲ့လည်းဘေးကျင်းကလည်းကဥစော်ပဲဖြစ်မှာပါဆိုပြီးတော့တတိမထားမိခဲ့လိုက်ဘူး။နေတိုင်းဖြစ်နေတော့တတိထားမိလာတာပေါ့။ဒါပေမဲ့လည်းဘာမှမရှိသလိုဘာမှလည်းမမြင်ရဘူး။လေကရွာနဲ့တိတ်တော့မဝေးပါဘူး။ဓလိုးနဲ့စဘာမျိုးကျဲမဲ့နေရောက်တော့မမျော်လင့်မဲ့ဒီရီတဟုန်ထူးတက်လာပြီးမောလေတဲထန်စွာရွာပါလျော်။လေကတင်းရိုးတွေကျိုးတော့တာပါပဲ။ စဘာလဲမကျဲလိုက်ရပါဘူးအဲ့တော့နေဝင်လူစဲအချိန်မှာဥခင်မောင်ရောက်လာပြီးနီမောင်မနက်ဖြန်စောစောထကန်သေးဆယ်ရမယ် ငါရွာထဲကလူတချို့ကိုခေါ်လာခဲ့မယ်ဆိုပြီးပြောတယ်။ဥခင်မောင်ကစကားနဲတယ်။လိုအပ်တယ်လားပဲပြောတယ်။အဲ့ဒီတော့ကျုပ်နေတိုင်းထက်စောအိတ်ပြောသွားတယ်။မိုးလဲအေးတော့တော်တော်ကိုအိတ်လူကောင်းသွားတာ။ဘယ်အချိန်ထိအိတ်သွားတယ်ဆိုတာလည်းမသိလိုက်ဘူး။တစုံတစ်ယောက်ကကျုပ်ရဲ့ခန္ဓာကိုယ်ကိုလှုပ်လို့မှနိုးလာတယ်။ကျုပ်လည်းလက်နိုးပြီးအချိန်မူတူကြည့်လိုက်တော့ဥခင်မောင်ဖြစ်နေတယ်။အချိန်ကိုကြည့်လိုက်တော့ဝေလီဝေလင်းအောင်ဖြစ်နေပြီ။ကျုပ်လည်းကြပြားကြရထမျက်နှာတက်ရတာပေါ့။မျက်နှာတက်ပြီးတော့ဥလေတခြားသူတွေပေါ့လို့ ကျုပ်ကမေးတော့လူမရဘူးဆိုပြီးခက်ပြက်ပြက်ပဲပြန်ပြောတယ်ကျွန်တော်လဲဥက္ကမအောင်ចောင်းတည်ပြီးသားဆိုတော့နောက်တခွန်ထပ်မမေးရတော့ဘူးပြီးတာနဲ့ကျုပ်ကတန်တရင်းကိုထမ်းပြီးရှေ့ကသွားဥက္ကမကနောက်ကလိုက်ကျုပ်လဲဥစော်တို့လဲတဲ့ကလဲအကူတွေနိုးနေပြီလားဆိုပြီးကြည့်တော့တယောက်မှလဲနိုးနေတာကိုမတွေ့ဘူးအံ့ဩတော့အံ့ဩမိသွားတယ်နေ့တိုင်းဆိုရင်မနဲ့အလင်းရောင်တော့မရသေးဘူးဥစော်ရဲ့လဲအကူတွေကအလုတ်ဆနေပြီနောက်တစ်ခုက ကျုပ်ပဲခြေလန်းနှေးလို့လားဥက္ကမောင်ပဲမြန်လို့လားတော့မသိဘူးကျုပ်နောက်ဥက္ကမောင်ရောက်ရောက်လာတယ် သူကျုပ်နောက်လာခိုင်ဘာမှမသိခန္ဓာကိုယ်တစ်ခုလုံးတုံကြီးပြီးစက်သိမ်းနေထလာတယ်။အဲ့ဒီနေကမိုးလည်းမရွာသလိုလေလည်းမတိုက်ပါဘူး။ဒီရောင်နေနေညော့နေပြီ။ဆယ်ရမယ့်ကန်သင်းကိုရောက်တော့ဥက္ကမောင်ကငါရင်တူးမယ်တဲ့။ဒီတော့ကျုပ်ကသူတူးတာကိုကောက်ပြီးဆယ်ရတာပေါ့။သူတူးတဲ့မြေဆိုင်တွေကကျုပ်မနိုင်တနိုင်တဲရလောက်အောင်ထီကိုကြီးတာ။အချိန်ခဏလေးအတွင်းမှာပဲကျုပ်ခြေကုန်လက်ပန်းကျသွားတယ်။ဒီတော့ဥလေးကျုပ်မောပြီဗျာ။ပေးပေးကျုပ်တူးမယ်။ဥလေးဆယ်လို့ပြောတော့အင်းဆိုပြီးတခုမဲ့ပြောတယ်။ ကျုပ်ကတာမန်အရွယ်အစားလောက်ပဲတူတော့ငယ်တယ်တဲ့ဒီတော့ကျုပ်လည်းခကြီးကြီးတူးပေးလိုက်တယ်ဒါပေမဲ့ငယ်သေးတယ်ကြီးအောင်နဲ့ကျုပ်လည်းနည်းနည်းစိတ်တူကျင်လာတာနဲ့တာမန်လူတွေမထမ်းနိုင်တဲ့အရွယ်အစားတူးပေးလိုက်တယ်ဘာပြောကောင်းမလဲချောချောချူချူပဲကောက်ထမ်းပြလိုက်တယ်အဲ့ဒါလို့ဆင်ရင်ကံသေးနှစ်ခုသာဖြစ်သွားတယ်အချိန်ကဝေဒီဝေလေးဖြစ်နေတော့ဝင်ကျုပ်လည်းတန်တရားဖြစ်လာတာနဲ့လူထမ်းဖို့မဖြစ်နိုင်တဲ့မြေဆိုင်ကြီးတစ်ခုကိုတူးလိုက်တယ်ဟာဘာမှမဖြစ်တယ်လို့ထမ်းပြလိုက်တာမောဟိုက်တန်ဒီလည်းလုံးဝကိုမကြားရဘူး ကျုပ်တကူလုံးကန်ရိုက်ထားသလိုဖြစ်သွားပြီးကိုမျိုးလုံးတော့ကိုမယုံနိုင်ဖြစ်သွားတယ်။ကျုပ်အချိန်မောင်းများစွာဆန်းသက်ပြီးတဲ့အခါဖြစ်ချင်ရဖြစ်တော်လို့စိတ်ထဲကမှတ်ပြီးဥခင်မောင်မြေဆိုင်ခဲကိုကုန်းပြီးကောက်တော့ရာဘက်လက်ဖြံကိုတန်တရွင်းနဲ့အာကုံထိုးဆိုင်လိုက်ပြီးဂျွာထဲကိုတန့်ပြေတော်တာပဲဗျာ။ဥခင်မောင်ရဲ့အော်တန်က မိုးချိန်နဲ့အလားတောင်မှတ်ရတယ်။ကျုပ်ရွာဝင်ဝရောက်မှနောက်ကိုလှည့်ကြည့်လိုက်တော့ဟာဗျာဥခေမောင်ကထမ်းမင်ကြီးတပင်လောက်ကိုအရက်တီရှည်နေတာပြီးတော့ခန္ဓာကိုယ်ကလည်းလူ၄၅ယောက်ဖက်လောက်စားအောင်ရှိတာကျုပ်လည်းအမေလိုအော်ပြီးအိမ်ကိုတန့်ပြေတော့တာပဲအကြောက်လွန်ပြီးပြေးလိုက်တာခြံစည်းဟိုးကိုတော့ဘလို့ကြော်သွားလဲမသိလိုက်ဘူးခန္ဓာလေးနဲ့အိမ်ကိုရောက်သွားရောအိမ်ရောက်တော့မှောင်နေတော့မှပဲကျုပ်ကအိမ်မရောက်မီကတည်းကအမေအဖေတောက်ကြပါဦး အတော့ကုံအော်လာတော့အဖေနဲ့အမေကနိုးပြီးဖန်မီးရင်ကလေးကိုမီးညှိလိုက်ကြတယ်။ကျုပ်အဖေနဲ့အမေရဲ့ဂျားတဲ့ကိုပြေးဝင်ပြီးအမေကိုဖတ်ထားလိုက်တယ်။အမေနဲ့အဖေကစိုးရိမ်တကြီးမေးခွန်းနဲ့မေးနေတာပေါ့။ကျုပ်ချက်ချင်းမဖြေနိုင်သေးဘူး။ရေတောက်ပြီးခဏအနားယူပြီးမှစကားကောင်းကောင်းပြောနိုင်တယ်။ဒီတော့မှအချိန်ကိုကြည့်လိုက်တော့မနက်၃နာရီရှိသေးတယ်ဗျ။ပြီးမှပဲခြံစည်းရိုးတွေထိုးမိချစ်မိတဲ့ဒဏ်ရာတွေကနာလာတယ်။အဖေနဲ့အမေကိုအဖြစ်အပျက်အကုန်စင်ပြောပြလိုက်တော့နှစ်ယောက်လုံးအထိတ်တလန့်ဖြစ်သွားပြီးမနက်ရောက်တာနဲ့ဥက္ကမောင်ကိုအတီးပေးကအလောက်ထွက်ဖို့ပြောတော့တာပဲ။ ယ်မနဲ့လင်းအားကြီးတော့အဖေရဲ့အမေရဲ့ပုံးပယ်ရာတွေနဲ့ကြောက်ရဲ့ဥခင်မောင်တို့အိမ်စီကိုဥတီသွားကြတယ်ကျွန်တော်တို့ရောက်တော့ဥခင်မောင်မိမကအ နီမောင်ရီနေဦးလေးမနက်ကလဲတဲ့ဟာပြင်ရောက်ကလေးကနေမကောင်းဖြစ်နေတာအေးဘက်သွားတယ်ထင်တယ်ဆိုပြီးစီးပြောတယ်ဆိုရင်ပဲအင်းရှိခွပြစ်မှာထိုင်ပြီးကောင်းချင်းစားနေတဲ့ဥက္ကမောင်ရဲ့သမီးခင်ခင်မီကရုတ်တရက်ထပြီးစားနေတဲ့ကောင်းချင်းပကံကိုလှုပ်ပြခါသမိန်ကိုလဲသမားတွေပစိုးဝတ်တယ်လို့ဒူးပေါ်သည့်အထိပင့်ကယောက်ျားများဝတ်တယ်လို့ဝတ်လိုက်တယ်လာခဲ့စမ်းငါ့ကိုစမ်းချင်တဲ့အကောင်နင်လာခဲ့စမ်းဒီနေ့နေနေငါအเจ้าကိုသိစေရမယ်လို့ယောက်ျားတဲ့ကြီးနဲ့ကြိန်းတော့တာပဲ ဦးခင်မောင်ရဲ့ဇနီးလော်လုံးမေကဟဲ့ခင်ခင်မေဒါဘလို့အပြုတ်မူလဲခွတ်ချက်ချင်းပြန်ထိုင်စမ်းထမိန်ကိုခွတ်ချက်ချင်းပြန်ဝတ်လိုက်စမ်းဆိုတော့ခင်ခင်မေကဟဲ့ကောင်မနေငောဒီကောင်နဲ့အတူတူသေးချင်နေပြီလားငါနဲ့သမီးမဟုတ်ဘူးဟဲ့ဒေါ်လုံးမေလည်းစိတ်ဆိုးပြီးခင်ခင်မေနေနေမယိုင်းလှကြည်လားအခုပြန်ထိုင်စမ်းငါပြောတာမကြားဘူးလားခင်ခင်မေအခုပြန်ထိုင်လိုက်စမ်းဆိုပြီးပြောတော့ကောင်မ နင်ကပြောလေကဲလေပါလားငါကနင်သမီးမဟုတ်ဘူးဟဲ့ငါကနင်သမီးမဟုတ်ဘူးငါကခုနင်တို့ပိုင်တဲ့လေကိုဟိုးတော့နေကပိုင်တဲ့လေပိုင်ရှင်ဥပစိန်ဟဲ့နင်တို့လူမဖြစ်ခင်ကကငါဒီမှာရှိနေတာနင်သိရလားဟဲ့ခင်ခင်မင်းရဲ့စကားအဆုံးမှာကျုပ်အပါဝင်အားလုံးပါဇက်အဟောင်းသားဖြစ်ကုန်ကြတယ်အတန်ဒီကြားလို့ထင်ပါရဲ့ဥခင်မောင်ဆောင်ချုံပြီးတော့ဆင်းလာတယ်ဥခင်မောင်ကိုမြင်လဲမြင်ရောခင်ခင်မေကခုံဝင်လာပြီ ဥက္ကမောင်ကိုလယ်ဘင်းကိုညှစ်တော်တာပါပဲနေမကောင်းဖြစ်နေတာဆိုတော့ဥက္ကမောင်ခမရမြွံ့မြော်လေးပဲဖြစ်နေတယ်ကျန်တဲ့သူတွေကဝိုင်းဆွဲမှလွတ်သွားတယ်ခင်ခင်မေကနီတောက်တောက်မျက်လုံးနေနဲ့နေတို့အကုန်လုံးကိုငါတတ်မယ်ဘာမှတ်နေလဲငါ့ကိုငါလယ်တယ်လာပြီးမလေးမဆနဲ့ငါ့ကိုဟဲ့အကုန်လုံးလဲကြောက်နေကြပြီမို့တောင်းမယ်ရတော့တာပေါ့ဒီမှာလယ်ပိုင်ရှင်ဟာဥက္ကစင်ကခွင့်မလွတ်ဘူးတက်ရမှခွင့်လွတ်မယ်ငါလက်ဖြန်ယူကျိုးသွားပြီတတ်မယ်တတ်မယ်ပြောနေတာနဲ့ဥက္ကမောင်ကဝင်းပြီးတောင်းမယ်နဲ့ အပြင်အားလုံးခွင့်လုပ်ပေးဖို့နဲ့လေပိုင်ရှင်ကျင်းနဲ့အောင်ဘာလုပ်ပေးရမလဲလို့မေးလိုက်တယ်။အဲ့ဒီမှာကျုပ်တို့ခုတိလိုက်တာကသူများတွေတင်း150တာပေးပြီးဥခင်မောင်က250ပေးပါလျက်ဘာလို့ဥခင်မောင်စီမှာလဲအကူမရှိတာလဲဆိုတာကိုပေါ့သူကဟိုးရင်ကလေးကတိနေတာဗျဥခင်မောင်အတော်လေးတောင်းပန်လိုက်ရတဲ့အခါလဲပိုင်ရှင်တရေကြီးစိတ်ပျော်သွားတယ်ထင်ပါရဲ့ ကြောချမ်းစရာကောင်းတဲ့အတန်ဆိုးကြီးနဲ့ငိုပါလေရောကွပြစ်ပေါ်မှာဒူးတုတ်ထိုင်ပြီးအားရပါရကိုငိုနေတာဗျကျုပ်တို့လည်းနားမလည်ဖြစ်ခါတယောက်မျက်နှာတယောက်ကြည့်နေလိုက်မိတယ်ဥခေမောင်ကတော့ချော့ပြီးငင်းငင်းသာသာမေးတယ်ဗျဒီတော့မှတိလိုက်ရတာကလဲပိုင်ရှင်တရေဟာအကူအညီလိုအပ်နေတဲ့တနာစရာဒုက္ခိတတရဝမင်းတိလိုက်ရတော့တာပဲတကယ်တော့ခုဥခေမောင်ပိုင်တဲ့လဲဒီကဥပစင်ရဲ့အဖိုးပိုင်ခဲ့တာတဲ့သူ့အဖိုးစီကသူ့အဖေစီရောက် ပြီးမှသူ့စီရောက်လာတဲ့တားစင်မြေစဲအမွေပါတဲ့ဥဝစင်ကသူ့လေထဲရောက်လာတော့ကန်သင်းစဲတိုင်းတစ်ဖက်လေပိုင်ရှင်ယခုဥဇော်ရဲ့အဖိုးရဲ့အဖိုးပိုင်နယ်လေကိုအနှဲငယ်တိုးတိုးပြီးဆဲခဲ့တဲ့ပြောရရင်မြေခိုးတာပေါ့ဗျာတစ်ဖက်လေပိုင်ရှင်ကလည်းဓာကိုရိမ့်ပြီးတော့ပြဿနာအကြီးကြီးဖြစ်တော်တာပါပဲဒုံဆဲဓာဆဲတောင်ဖြစ်ခဲ့တယ်လို့ဆိုတယ်ဗျတနေ့ဥပစိန်ကန်သိဆဲဖို့မနဲ့အစောကြီးသွားတော့ သူပိုင်နဲ့လည်းအရောက်မှာဓာတ်ထိုးခံလိုက်ရတာတဲ့ထိုတာမှာအချက်ပေါင်းများစွာအထိုးခံရတာအဲ့ဒီနေရာမှာပဲတည်သွားတာတဲ့သူတည်တာနဲ့ လဲတဲ့တမ်းပြီးတရေဖြစ်တော်တာပါပဲအဲ့ဒီလဲထဲမှာထွက်လို့မရတဲ့အချိန်ပိုင်းတိုင်းကန်သေးဆယ်နေရတယ်တဲ့သူမိသားစုတွေအမြောက်ဝေတဲ့အခါရောသူ့အတွက်ရည်စူးပြီးကုစုလုပ်တဲ့အခါရောတာတို့မခေါ်နိုင်ရှာဘူးတဲ့သူပြောတာကတော့လူတွေအမြောက်ဝေတဲ့ကူမကြားရပဲသူနာတဲ့မိုးချိမ့်တန်နေပဲကြားနေရတယ်တဲ့သူ့ကိုတက်ခဲ့တဲ့တရေခံကိုလည်းရှာမတွေ့ဘူးတဲ့ခေကာလာကလည်းကောင်းတာမဟုတ်တော့ဘယ်သူမှဂယူးမဆိုင်ကြတာနေမှာပေါ့ဗျာသူ့မိသားစုဝင်တွေကလည်းလဲတွေကိုယခုဥက္ကမောင်ရဲ့အဖိုးကိုရောင်းပြီးပျောက်ရွှေ့သွားကြတယ် လဲပိုင်ရှင်တရဲကပြောသေးတယ်သူဒီနေ့လဲထဲမှာနှစ်ပေါင်းများစွာကြာမှပထမဆုံးအချိန်ထွက်လို့ရတာတဲ့သူကကျွတ်လွတ်ချိန်ထိုက်တန်ချိန်ဘုံဌာနသူတွားရချိန်တန်ပြီးထင်တယ်တဲ့ပြီးတော့သူသေးတဲ့နေ့ကလေးက လက်ကသင်းဆယ်လာတာတခါမှမရက်ကဘူးတဲ့ရက်မယ်ကြံတိုင်းတင်းမုံကြီးထမ်းပြီးတပတ်ကြီးလေးယောက်ကရုတ်တရက်ရောက်ရှိလာပြီးသူ့ကိုထူတော်တာပါပဲရက်မယ်ကြံတိုင်းအဲ့ဒါလိုအမြဲနှိပ်စက်ခံရတယ်တဲ့ဒီတော့သူ့ကိုကုညီခြင်းရင်ခွဲလွတ်စေခြင်းရင်သူ့ခိုးယူမိတဲ့မြေတွေကို ပြန်ပေးတဲ့အနေနဲ့လက်ကသင်းဆယ်တိုင်းကိုဥက္ကမောင်ရဲ့ လဲတဲ့သူတရောင်တထွန်စီစုပ်ပြီးဆဲပါတဲ့ပြီးတော့သူ့ကိုအမျှပေးပါ မျက်မှောက်အကျိုးအနေနဲ့နှစ်တိုင်းထက်ပိုပြီးစပားအထွက်နှစ်ဆတက်ပါလိမ့်မယ်တဲ့သူပြောချင်တာတွေပြောပြီးတဲ့အခါခင်ခင်မေးလဲမေ့လဲသွားတယ် အချိန်ကရှိသေးတော့ချက်ချင်းစီမံရတော့တာပေါ့ရက်ရွာလူကြီးကိုအကျိုးအကြောင်းပြောပြပြီးရွာထဲကလူအချို့အကူအညီနဲ့ကန်သင်းတွေကိုဖျက်ပြီးဥခင်မောင်ရဲ့လေထဲသို့တရောင်းတထွားစီစုပ်ခါပြန်စေရတယ်ဆရာတော်ဖျားနဲ့တန်ဃာတော်တွေကို အသေးအချာပြင်ဆင်ထားတဲ့လေထဲသို့ပင့်ကလေပိုင်ရှင်တရေကြီးဥပစိန်ကိုယေစုကကုသိုလ်ကောင်းမှုများပြု အမြဘေးဝီရတော့တာပေါ့ဆရာတော်ဖះကိုအကျိုးအကြောင်းအားလုံးကိုပြောပြထားတော့အမြမဘေးဝီပြီဆရာတော်ဖះကလဲပိုင်ရှင်တရဲ့ဥပစိန်ကိုတာရုအသေးချာခေါ်ဖို့၃ချိန်၃ကမိတ်တော်မူတယ်ပြီးမှအမြဘေးဝီတယ်အဲ့ဒီနေ့ကစားပြီးလဲပိုင်ရှင်ဥပစိန်ရဲ့အရေးအယံကိုလုံးဝမတွေ့ရတော့သလိုအတံပလန်နေလဲမကြရတော့ပါကျုပ်လဲအလုံးမထွက်ဖြစ်တော့ပါဘူးအဲ့ဒီနှစ်ကတကယ်ကိုအောင်မြင်နေပြီဥခင်မောင်ကကျုပ်ကိုစပါးတင်900တီတီပေးတယ်ဗျာ လေပိုင်ရှင်တရေကြီးဥပစင်ရဲ့ကောင်းမှုပေါ့ဗျာယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးတော့မှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲ Good night ပါရှင်